အသမင်းကိုဘာလို့ကြည့်ကြလဲဘာကိုခံစားချင်လို့ဘာကိုလိုချင်လို့လဲတချို့ကတော့ပျော်ပြင်မှုအတွက်စိတ်ကူးရင်ကပါတဲ့ခဏလောက်ခွန်ဝင်မှုကြည့်ကြတယ်တချို့ကျတော့လေဇက်ကောင်တွေရဲ့တူးစားအားထုတ်မှုတွေကိုကြည့်ပြီးကိုယ်ပေါ်ကထွန်မိုတီဗေးရှင်းယူကြတယ်ဒါပေမဲ့ဒီနေ့မှာတော့အဲ့အရာတွေထပ်ပေါ်နေတဲ့အရာတွေကိုပေးနိုင်တဲ့အနမေးသုံးကားအကြောင်းကိုပြောပြပေးသွားပါမယ်ဒီကားတွေကစိတ်ကူးရင်ဇလန်းတွေမဟုတ်ပဲတကယ်ဖြည့်ရမှန်တွေပေါ်အခြေခံပြီးကျော်ရီရဲ့အသိပညာနဲ့အမြင်တွေကိုပါစင်ကော်သွားစေရတဲ့ master piece တွေပဲဖြစ်ပါတယ် ီတော့ကိုရဲစိတ်ကိုရင်မျက်မှောက်ကိုချွတ်ပြီးလက်တွေပွားရဲ့နာကျင်မှုရင်ဆိုင်မှုအသိပြင်ထားလိုက်ပါまた痛いと曲げましょうねどうぞお上がり ာသောအန်နမီကတော့မျက်ရည်မကျဘဲကြီးဖို့မဖြစ်နိုင်စုံလို့သတ်မှတ်ခံထားတဲ့ Grace of the Firefly မှာဒီဇာကဒုတိယကမ္ဘာစစ်အတွင်းဂျပန်မှာပြပြခဲ့တဲ့အပြစ်မှန်ကိုစရူကဗလီကနေရိုက်ကူးထားတာပါအကူစိတ်တားနဲ့ညီမလေးစိတ်ဆူကိုတို့ဟာဘုံနဲ့ကြောင့်အိမ်ထဲမိခင်ကိုဆုံးရှုံးပြီးစွနိုးသားချင်းတွေရဲ့အဖြစ်ပေကံဘဝနဲ့ရင်ဆိုင်ရတယ်။သူတို့နှစ်ဦးရဲ့အသက်ရှင်ရက်ကြီးရေးအတွက်ရုန်းကန်ရပုံဟာကြီးစုသူရရဲ့ရင်ကိုလောက်ခတ်စေခဲ့ပါတယ်။ ဒါ ida ဤသောတာခဟာကြဆေးရဲ့ကြောင်မဖွယ်ရာတွေကိုပြတာတင်စစ်ကြီးကြောင့်လူသားစင်းစာနာစိတ်ကင်းနေသွားပုံနဲ့ကလေးနှယောက်ရဲ့မျောလင်းချက်မဲခြင်းကိုပဲအဓိကထားပြီးပုံဖော်ခဲ့တာပါဇလန်းကိုဖန်တီးခဲ့တဲ့စာရင်းစီဟာအာဂီယူဂီနိုဆာကာစိတ်အတွင်းမှာသူညမလေးကိုငမ်းမမှုနဲ့ဆုံးရှုံးခဲ့ရတာပါဒါကြောင့်ဒီဇာကာကကျွန်တော်တို့ကိုနောင်နာရီအပြည့်နဲ့စာရင်းစရာရဲ့ရှူတောင်းကနေဝမ်းနဲ့ဝယ်ကြည့်ရှုရမှာပဲဖြစ်ပါလေ။ ော့စတူကပလီရဲ့အကျော်မော်ဟီယာအိုမီယာဇာကီရဲ့လက်ရသဝင်း rice ပါဒီကားကဂျပန်ဒနိုင်လာလင်းဒီဇိုင်နာဂျီရိုဟိုရီကိုရှီယဘွားကိုအခြေခံထားတာပါဂျီရိုဟာလင်းပြန်တဲ့အလှတရားကိုယူသွတ်သူပါသူရဲ့ရီမန်ဇက်ကလှပပြီးပြီးပြည့်စုံတဲ့လေရင်တွေကိုဖန်တီးဖို့ပါပဲ။ဇက်ကားထဲမှာသူ့ရဲ့စိတ်အားထက်သန်မှုတွေ၊ချစ်ချင်းမေတ္တာတွေနဲ့1930လွန်နှစ်တွေကဂျပန်ရဲ့ရိုရိုနဲ့စီးပွားရေးအခြေအနေတွေကိုရောရှက်ပြီးပုံဖော်ထားပါတယ်။ ဒါပေမဲ့ဒီဇက်လန်ရဲ့ဆေးလုံးရှားပွဲကအဓိကပဋိပက္ခကဘာလဲဆိုတော့သူဖန်တီးခဲ့တဲ့လှပရဲ့ဒီဇိုင်းတွေကနောက်ဆုံးမှစစ်ပွဲအတွင်းနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့0 fighter တိုက်လေရင်ဖြစ်သွားတာပါပဲ။ဂျီရိုလိုမျိုးတခြားဥမာတွေလည်းရှိပါသေးတယ်။ Efren Nobel လို Dynamite ထွင်ခဲ့တဲ့သူမျိုးတွေပေါ့။သူတို့ရဲ့ထိထွင်ဖန်တီးမှုကိုလူသားချင်းချင်းထိခိုက်စေဖို့အသုံးပြုတဲ့အခါဂျာကိုအောင်မြင်မှုလို့ခေါ်ကြမှာလား။ဒီတော့ဒီနေရာမှာပဲခဏရပ်ပြီးစဉ်းစားကြည့်ပါ ကိုရဲ့ဤမှန်ချက်ကိုရဲ့ပါရမီကိုအစွမ်းကုန်အသုံးချတဲ့အခါအဲ့ဒီရလကကဘာကြီးကိုနာကျင်စေတဲ့လက်နက်ဖြစ်သွားရင်ဖန်တီတို့ဒီအောင်အနေနဲ့သင်ပလိုခံစားရမလဲဒီကကျွန်တော်တို့ရဲ့ကိုချက်တရားနဲ့အိမ်မက်တွေရဲ့နင်နမိတ်ကိုစိန်ခေါ်လိုက်တာပါပဲအဇဟုတ်တော့အဖေရာနာဒီကနော့စ်နောက်ဆုံးတကားကတော့2009ခုနှစ်မှာထရှိခဲ့တဲ့တိုးတိုးမဂနီတူ8.0 TV စီးရီးပါပဲ ဒီကတကယ်ပြည့်ရမန်ကိုအခြေခံထားတာမဟုတ်ပေမဲ့တိုးတိုးမှအချိန်ကြီးပြည်လာနိုင်တဲ့မဟာငလျင်ကြီးကိုတိတ်ပန်နီးကြအထက်လက်တွေပေါ်မူတည်ပြီးတော့မှန်းဆရိုက်ကူးထားရပါဒီဇလန်လေးကိုကြည့်ရင်မီရိုင်းနဲ့လေးယူကီတို့ဘလို့ရောကန်ပြီးအိမ်ပြန်မှုစူးစမ်းရမလဲဆိုတာကိုမြင်တွေ့ရပါမယ်ငလျင်လောက်ပြီးနောက်ဆက်သွယ်ရေးပြတ်တောက်ခြင်းလမ်းတွေပြက်စီးခြင်းစားရတဲ့အခြေအနေတွေကိုလက်တွေ့ကြကြကုံဖော်ထားပါတယ် ဒီကားရဲ့အကြီးမားဆုံးဆွဲဆောင်မှုကတော့အဲ့ဒီလိုဘေးရန်ရဲ့ကြီးကြာရောက်တဲ့အချိန်မှာလူသားတွေရဲ့ကြောက်ရွံ့မှုတွေ၊ကုညီဖေးမမှုတွေနဲ့ချက်ချင်းမြတ်တာတို့ဘလို့ပေါက်ဖွာလာလဲဆိုတာကိုပြသသွားတာပါပဲ။စတဲ့င်းလိုက်မှာပေးထားတဲ့ plot street ကလည်းကြီးစုသူတိုင်းရဲ့ယင်ကိုအခြားကြီးနာကျင်စေပြီးမိသားစုရဲ့တံမိုးကိုပို့ပြီးတင်းတင်းကြပ်ကြပ်ဖက်တွေထားခြင်းစိတ်ကိုဖြစ်စေမှာပါ။တရားသမီးတုံးကရိုးရိုးကကြွနေမဟုတ်ပါဘူး။သူတို့ကကျွန်တော်တို့ကိုတမန်ရဲ့အမှန်တရားနဲ့လူသားတွေရဲ့သဘောတဘာဝတွေကိုရှောင်ပြန်နေရဲ့အမှန်တွေလိုပါပဲ။ Grace of the Fire Flyer မြစ်တာနဲ့ဆောရှောမှုကိုတင်ပေးတယ်။တဝင်းရိုက်ကအိမ်မက်နဲ့တာဝန်ကြားကညှတာမှုကိုပြတယ်။တိုးတိုးမကနီချူ8.0ကတော့အရေးကြီးဆုံးကဘဝမှာပါလဲဆိုတာကိုသတိပေးခဲ့တယ်။ဒီအော်ပိတ်တို့ရေဒီ3ကားရဲ့ကဘယ်ကားကတင်းရဲ့ခန်းစားချက်ကိုအပြင်းထန်ဆုံးလှုပ်ခတ်သွားစေခဲ့လဲ။ဒေအနမီတွေကိုဆက်ပြီး interpreter လုပ်စေချင်လဲ။အောက်ကကွန်မန့်မှာတင်းရဲ့အတွေးအမြင်နဲ့ခန်းစားချက်တွေကိုရင်ဖွင့်သွားပါအောင်နော်။ ဗီဒီယိုကိုလိုက်လုပ်ပြီး channel ကို subscribe လုပ်ထားရင်နောက်ထပ်ဒီလို content တွေကိုအမြဲတမ်းကြည့်ရှုရမှာပါအားလုံးလည်းနောက်ဗီဒီယိုမှာထပ်ပြီးကြပါမယ်နော်